လောကကြီးကဘာနဲ့တူတော့ဆိုရင်ထောင်ကြီးနဲ့တူတယ်ပေါ့ထောင်တွင်ကြာနေကြတဲ့ပုဂ္ဂိုလ်တွေထဲမှာထောင်တွင်မှာကြုံတွေ့ရတဲ့ဒုက္ခဒုက္ခတွေကိုခံစားကြအောင်ထောင်ကလွမြောက်လာလို့ရှိရင်အဲ့ဒီဒုက္ခဒုက္ခတွေမရှိတော့အဲ့တော့ဝေတန်တရာဆိုတာထောင်ကြီးနဲ့လာတဲ့တူတယ် ထောင်ထဲမှာဒုက္ခမျိုးစုံတွေ့ရတယ်လို့ပဲတန်မြတ်မှာလည်းပဲဒုက္ခမျိုးစုံတွေ့တယ်အဲ့ဒီထဲမှာအဓိကတွေ့ကြရတဲ့ဒုက္ခတွေကိုမြတ်စွာဘုရားဖော်ထုတ်ပြထားတာတော့ဒုက္ခအမျိုးစာပေါင်း၈မျိုးပြထားတာရှိတယ်เนาะဒုက္ခမျိုးစာပေါင်း၈မျိုးဘယ်သူမှရှောင်လွှဲလို့မရနိုင်တဲ့ဒုက္ခမျိုးပေါင်း၈မျိုး အဲ့ဒီရှင်မျိုးဒါရေတွက်ပြတာရှင်မျိုးချုံငုံပြောလိုက်လို့ရှင်ဘဝမှာဖြစ်နေတဲ့ဒုက္ခတွေကတည်တယ်များတယ်ပေါ့ဒါကြောင့်ဒုက္ခဟုသမျှလွတ်မြောက်တယ်အဲ့ဒီဒုက္ခရှင်မျိုးကဘာတွေတုံးဆိုဓမ္မစကြာမှာမြတ်စွာဘုရားဟောထားတဲ့အတိုင်းစာတိပိဒုက္ခ ဘဝတစ်ခုမှာစပြုတ်ပြီးတော့မွေးဖွားလာရတာလည်းပဲဒုက္ခပဲမွေးဖွားလာခြင်းဟာပြဒနာရဲ့အစဖြစ်တယ်မွေးဖွားလာခြင်းဟာတဏ္ဏကြီးရင်တော့တောကကြီးကသူရောက်လာတဲ့လောကကြီးကပြောစရာကြီးလို့ထင်ကောင်းထင်လိုက်မယ်လူသားတယောက်အနေနဲ့မွေးဖွားလာတဲ့အတိဝင်ကြည့်မွေးဖွားလာတဲ့အချိန်မှာ မိုးရုပ်ပြီးတော့လောကကိုမှဝေဖွာလာတာဖြစ်တယ်အဲ့ဒါထားဝေဖွာလာသည့်အတွက်ကြောင့်စဉ်စမပြဖြစ်ပေါ်လာမဲ့ပြဿနာတွေကဘာတွေတုန်းမွေးဖွားလာခြင်းကိုမွေးဖွားလိုက်တာနဲ့တပြိုင်နဲ့စဉ်စမပြဖြစ်လာမဲ့ပြဿနာကတဖြည်းဖြည်းကြီးရင်လာပြီးတော့ ိုမင်းလာတဲ့ဆရာတေကြပါဘဲတာအိုမာတေကြပါဘဲဘသူမှရှောက်တတ်လို့မရဘူးအနေနဲ့မြန်မယ်ငယ်ငယ်တုန်းကတော့ဘုန်းကြီးတို့ထင်တယ်ကိုငယ်ငယ်လေးတုန်းကအဖိုးကြီးတွေဖွာကြီးတွေတွေ့တော့အော်သူတို့ပွေးတယ်အဖိုးကြီးဖွာကြီးတွေထမရဲ့လို့အောင်းမိအခုကကိုကအဲ့ဒီအဆင့်ရောက်လာဖွာကြီးဖွာကြီးဖြစ်လာ ကိုလည်းရောက်လာတာပဲအဲဒီကိုအိုမင်းနဲ့အဖိုးဖွာဆက်ကိုကိုကိုယ်တိုင်းရောက်လာပြီဆိုတော့မှအော်လူတိုင်းရောက်ရမှာပါလားဆိုတာတော့ပေါက်တယ်ပို့ပြီးတော့သဘောပေါက်လာတယ်မရောက်သေးရင်လက်တွေ့မဟုတ်သေးဘူးရောက်လာပြီဆိုရင်တော့ဒါလက်တွေ့အိုခြင်းဆင်းရဲဆိုတာတကယ်ဟုတ်တယ် 哦，五经是印出来的可以写。三大爷爷，你比如母的双胸大嘞，俺阿的双胸大嘞，伢一辈双胸大嘞，看那个也双双来母的，伢一双胸大嘞。 Mẹ sĩ yê xoan sao nảy mù xuống sâu nế. Nà yê xoan sao mù đi xuống sâu nế. Tòa là lâu xa mù ý đi à bộ đồ yê xoan sao mù đi, đi. Though, là là. để xuống sâu à? Ô lại thả. Ê rồi, ê rồi, xin yê đi sợ ra mùi phó lại thả nế đẹp dạy nế. Sa đi đâu khả yên sai bí ra nế nào gà đi. Đâu khả đi, đất đi dì yào là. အဲ့ဒုက္ခတွေကစရာစရာမရောက်ခင်စရာရောက်ပြီးနောက်ဘာဖြစ်တုံးဆိုဖြာတိခဏကိုမှဟူနာနာတိနာနာခံရခဲ့တဲ့ဒုက္ခဝေဒနာတွေပေါ်တယ်ဖြာတိပိဒုက္ခအတိပိဒုက္ခဒါလဲရှောင်လည်းလို့မရဘူး ဲ့ဒုက္ခတွေသံတရာဆိုတဲ့ထောင်တွင် ရောက်လာတာဟာဇာတိနဲ့ရောက်လာတာဘုန်းကြီးတို့တွေမွေးလိုက်ခရေကသံတရာထောင်ထဲမှာသံတရာထောင်ကြီးတွေပေါ့ရောက်လာရောက်လာတာနဲ့တပြိုင်နဲ့စရာဒုက္ခတွေ့ပြီဖြာရီဒုက္ခတွေ့ပြီမကြခင် တွေ့ရမှာကပရဏဒုက္ခ တွေ့သွားတဲ့ပုဂ္ဂိုလ်တွေနဲ့အများကြီးကြုံခဲ့ပြီ။အော်တွေ့သွားတာလေအများကြီးကြုံခဲ့ပြီ။နာယေဆိုတဲ့ဝေါ်ဟာရနဲ့လိုက်ပို့ကြရတာလေအများကြီးပဲ။အဲ့ဒါလို့မရဏဒုက္ခဆိုတာလည်းပဲဒီတန်တရားထောင်ကြီးထဲမှာရှိနေတယ်ပေါ့။ အန္တရာဝစီရမရှိဒါလည်းဒုက္ခဓမ္မကြီးမားတဲ့ဒုက္ခထီချားတယ်မှာဒါကတော့အစနဲ့အဆုံးကိုအကြီးမားဆုံးဒုက္ခကြီးတွေကိုပြောလိုက်တာမွေးဖွားခြင်းနဲ့သိဆုံးခြင်းဆိုတာဘဝမှာအကြီးမားဆုံးဒုက္ခဒီဒုက္ခ၃မျိုးအပြည့်မှာ ကြုံတွေ့နိုင်တဲ့ဒုက္ခတွေအရှိသေးတယ်။ဘာတွေတုံးဆိုတော့တောကဆိုရင်ရတယ်ဆိုရင်စိတ်တွေဖြစ်တယ်။ညတိပြဒနာအမိသိလို့အဖေသိလို့ပစ္စည်းတွေဆုံးရှုံးလို့ဆွေမျိုးတွေသိလို့ပစ္စည်းတွေဆုံးရှုံးလို့ ယောဂဝေဒနာဖြစ်လို့ခုခေတ်ဆိုယောဂဝေဒနာတွေအမှဓမ္မကြောက်စရာကောင်းတယ်တချို့ယောဂဝေဒနာကုမရတဲ့ယောဂဝေဒနာတွေဆိုရင် လူကသိဘူးဆောင်နေရတယ်လို့ဖြစ်အယောဂဖြစ်ပြီဆိုလို့ရှိရင်ဒါဖြာသနာတစ်ခုပဲဈာမရေးတစ်ခုဆုံးရှုံးသွားတယ်အဲ့တော့အမေသေးတယ်ဖေသေးတယ်ဆွေမျိုးတွေသေးတယ် အဲ့ဒါဆိုရင်တော့ကဖြစ်ကြတယ်လူတွေပြည့်စုံစားရေးဆုံးရှုံးကြတယ်တော့ကဖြစ်တယ်ကျမ်းမာရေးဆုံးရှုံးပြီးယောဂဖြစ်တယ်ဒါလည်းတော့ကဖြစ်တာရောဂပြဒနာလို့ခေါ်တယ်ညာတိပြဒနာပောဂပြဒနာရောဂပြဒနာဒီသုံးခုကလူကိုနှိမ့်ဆက်နေတာကြုံတွေ့တဲ့အချိန်တိုင်းတော့ကဖြစ်တယ် နောက်တော့ကဖြစ်နိုင်တဲ့အရာနှစ်ခုကတော့လူတွေကတော့သိမဖြစ်ပါဘူးအဲ့ဒါအတွက်တော့ကသိဖြစ်ဒါပေမဲ့တော့ကဖြစ်เสียကောင်းတာအဲ့ဒီနှစ်ခုကပိုကောင်းတယ်ဘာလို့ဆိုရင် သီလဖြတ်သနာနဲ့ဒိဋ္ဌိဖြတ်သနာကိုချင်းတရားပျက်စီးခြင်းသီလဖြတ်သနာအယူဝါဒပျက်စီးခြင်းသီလဖြတ်သနာဆိုတာဘာဘသီလကျိုးပေါက်ခြင်း ိုကျင့်သီလကိုမထိန်သိမ်းမဆောရှောက်ခြင်းအဲ့ဒီအတွက်တော့လူတွေကညာတော့အပြင်မစိုးရညာဘူးလို့ထင်တယ်သို့တော့ဘာကြောင့်ဒီပြဿနာတွေထဲထားတော့ဆိုရင်ငါဘသီလကျုပ်ပေါ့ခြင်းဟာတော့ဘဝအတွက်အခြေအနေမကောင်းတာပဲနော်အပင်ငယ်ရကြဖို့လမ်းကြောင်းပေါ်ရောက်သွားတာပဲ တီလာပျက်စီးသွားပြီဆိုရင်အပဲငယ်ရရောက်ဖို့ခွချက်ချက်တော့မရောက်သေးဘူးဒါပေမဲ့လို့နောင်ဘဝဆိုတာကောင်းစရာမရှိတော့ဘူးသူကအဲ့ဒါအတွက်စိုးရိမ်မဲ့ဆိုရင်စိုးရိမ်ကြရကြီးပဲဒီဘဝမှာစီတဲ့ဥစ္စာတွေချမ်းသာလို့ပြောလို့ချွင်းလို့အပေါင်းအသင်းနဲ့နေထိုင်လို့ ို့တော့ကိုကျင်တရားပြည့်စည်သည့်အတွက်ကြောင့်မကြမ်းခင်ကြုံတွေ့ရမယ့်ဒုက္ခလွန်ကြီးမာတယ်။လေကြမယ်၊ဒိဋ္ဌံဖြစ်မယ်၊ပြိတ္တဘဝရောက်မယ်။အပေဘုံရောက်သွားမယ်။အဲ့ဒါပို၆ဆက်ပေါ့။ပြောရတာကတခဏခံရမှာကသာဝရဆိုလို့ဖြစ်သို့သောအပြောထက္ကနာလေးကိုကြည့်ပြီးတော့ ခံရမဲ့ထာဝရကိုမေ့ထနိုင်ကြသေးတယ်တူတယ်။ဒါမှမဟုတ်သီလပြဒနာကိုသိပြီးတော့ခေါင်းထဲမှာမထည့်တဲ့လူတွေအများကြီးပဲ။နောက်ဒိဋ္ဌိပြဒနာဆိုရှိတယ်။အမြင်တွေပြည့်စည်သွားတယ်။အယူဝါဒတွေပြည့်စည်သွားတယ်။အဲ့ဒီဒိဋ္ဌိပြဒနာဆိုတာဘာပြောတာတော့ဆိုရင်ကံတရားရဲ့အကျိုးကိုညှင်းပယ်တာ။ကောင်းတာလုပ်လဲကောင်းကျိုးမရပါဘူး။ဆိုးတာလုပ်လဲဆိုးကျိုးမဖြစ်ပါဘူး။ နောက်ဘဝဆိုတာမရှိပါဘူးအဲ့လိုမင်္ဂနဲ့ယူဝါဒမဟုတ်ပဲနဲ့မာယာနဲ့ယူဝါဒကိုလက်ခံတာနောက်ဘဝကိုမယုံဘူးနော်နောက်ဘဝမယုံဘူးသိပြီပြန်မွေးမယ်ဆိုတာမယုံဘူးကောင်းတာလုံးလို့ကောင်းတဲ့ဘုံရောက်တဲ့ဆိုလည်းမယုံဘူးမကောင်းတာလုံးလို့ငရဲကြမယ်ဆိုလည်းမယုံဘူးလက်မခံအဲ့ဒါဒိဋ္ဌိပြဒနာလို့ခေါ် အဲ့ဒီဒိဋ္ဌိပြန္တနာကလည်းပဲဒီဘွားမှာအစဉ်ပြေးနေတဲ့အချိန်မှာတော့သူက ပြောနေကောင်းပြောနေလိမ့်မယ်။သို့သောနောက်ဆုံးထွက်တဲ့ရဲ့နောက်မှဆိုရင် သူ့အတွက်ကအကောင်းမရှိတော့ဘူး။ဆိုရင်မဲ့ဆိုရင်လွန်ဆိုရင်ကြကောင်းတဲ့အရာကြီးပဲ။နောက်ဆုံးထွက်တဲ့ရဲ့နောက်မှဆိုရင်အကောင်းမလာတော့ဘူး။ တကယ်အဆိုးတွေနဲ့ရွေးကြုံရမယ်။ဘာလို့လဲဆိုမြတ်စွာဘုရားကမာရွေးနဲ့အမြင်ကိုလက်ခံထားတဲ့ပုဂ္ဂိုလ်တယောက်ဖို့ငရဲဘဝနဲ့တရိစ္ဆာန်ဘဝဒါကိုပဲမျှော်လင့်ရမယ်။မျှော်လင့်နိုင်တယ်ပေါ့။သူရဲ့အနာဂတ်ဟာငရဲနဲ့တရိစ္ဆာန်ဒီနှစ်ခုပဲမျှော်လင့်နိုင်တယ်လို့ရသော်ပြဟောထားတယ်။ အဲ့တော့လာလာမကောင်းဘူးပေါ့နော်လာလာမကောင်းအဲ့ဒါလေပြဒနာနှစ်ခုတည်းမှာထည့်ထားတယ်သူတို့ကရေရှိပျက်စီးမဲ့အရာတွေဒီညာတိပြဒနာဆိုတာရေထူဒီဘဝတခဏဘောကပြဒနာဆိုတာပြန်ရှာလို့ရသေးတယ်ရောဂပြဒနာလည်းကျမ်းမာရေးကုစားလို့ရသေးတယ်အဲ့ဒီပြဒနာတွေကသို့တော့ ဖြစ်ထန်တဲ့လူတွေမှာစိတ်သောကကိုအများကြီးဖြစ်စေတယ်။အများကြီးဖြစ်စေတယ်။အဲ့ဒီသောကဆိုတဲ့ရှင်နဲ့နှလုံးနဲ့မှာပူလောင်နေတဲ့ခံစားချက်စိတ်ထဲမှာဖြစ်တဲ့စိတ်ခံစားချက်ဒေါမနတဝေဒနာလို့ခေါ်တဲ့စိတ်ခံစားချက်ဒါလည်းဒုက္ခပဲ။တန်တရာထဲမှာရောက်လာရင်အဲ့ဒီဒုက္ခတွေ့မှာပဲသိကြတယ် နောက်တစ်ခုကအဲ့တော့က6မထိနိုင်တော့အောင်မျက်ရည်ကျငိုကြွေးရတာပရိဒီဝတောကဖြစ်ရင်ပရိဒီဝတော့တော့ရှောက်လိုက်လားဒါလည်းရှင်ရဲ့ဒုက္ခတစ်ခုပဲနောက်တစ်ခုကဒုက္ခဒုက္ခဆိုတာကာယကဒုက္ခကာယကဒုက္ခ ခန္ဓာကိုယ်မှာယောဂကြောင့်ဖြစ်စေနာကျင်နေကြိုက်ခဲတယ်တစုံတစ်ခုထိခိုက်မှုလို့ဖြစ်စေတစုံတစ်ခုကြောင့်ဖြစ်စေခန္ဓာကိုယ်မှာနာကျင်နေကာယကဒုက္ခဤခံရတယ်အဲ့လိုမရဘူးစားလို့မရဘူးအဲ့လိုမရဘူးဒုက္ခဝေဒနာတွေမျိုးစုံခံစားကာယကဒုက္ခ ဲ့ဒီကာယကဒုက္ခဖြစ်တာ ਨੇ နောက်ကပါလာတော့ဆိုဒေါမနတ္တစေတသိကဒုက္ခစိတ်ထဲမှာမခံစားနိုင်အောင်ဖြစ်လာတယ်ဒေါမနတ္တခုနသောကကဆိုရင်ဒီဒေါမနတ္တကမခံစားနိုင်အောင်ဖြစ်တာအဲ့နှစ်ခုစလုံးကဒေါသနဲ့ဖြစ်လာတာလေကြီးပဲ သို့သောတောကကဆုံးရှုံးမှုနဲ့ပတ်သက်တယ်။ဒေါမနတကတော့ဒေါသဖြစ်တာနဲ့ပတ်သက်တယ်။ကာယကဒုက္ခဖြစ်ရင်စိတ်ထဲမှာမခံတာလို့ရှင်ဒေါသတွေဖြစ်တယ်။အဲဒေါသစိတ်ခံစားမှုတွေရလည်းပဲသူရဲ့ငြိမ်ချမ်းမှုကိုပျက်စီးစေတာပဲ။နောက်တစ်ခုကဘာလို့ဆိုဥပယတာဥပယတာဆိုတာဒေါသပဲသူက ဒေါသထွက်လွန်အကြီးတဲ့အခါမှာလူတွေဟတ်တဲ့ရသွားလို့တည်ထောင်ဖြစ်တယ်။စိတ်ဒေါသဖြစ်ရင်စကားတော့မပြောနိုင်တော့ဘူး။အဲ့ဒီလူထောင်ဖြစ်တတ်တယ်။အဲ့တော့ဒေါသဖြစ်နေတဲ့လူတယောက်ဟာစိတ်ပင်မမှုနဲ့ရင်ဆိုင်ရတယ်။အဲ့တော့လက်ဒုက္ခပဲ။တန်တရားတွေမှာတွေးရတဲ့ဒုက္ခတွေအဲ့ဒုက္ခတွေကိုမြတ်စွာဘုရားဖော်ပြထားတယ် သာတိစရာဖြာသာတိစရာဗရဏဖြာရိမထေဖြာရိမပါနော်သာတိစရာဗရဏတောကပရိဒီဝဒုက္ခဒေါမနတာဥပယတာဒီ6ခုဖြာရိကထဲ့မထတာဗောထဲ့ဘာလို့ထဲ့မထတာတော့ဆိုစရာထဲမှာပေါင်းထားလို့အဲ့လိုပြောလို့ရတယ်နော်စရာနဲ့ဖြာရိကိုတွဲပေးထားတာ အတချို့စာအုပ်တွေမှာတော့ပါတယ်ဖြာတိသို့တော့ဘီ37ပါရေးတွက်တဲ့အခါမှာဖြာရိမပါ37သိအပုမီဆိုတာရေးတွက်တဲ့အခါမှာဒီဟာ6ခုနဲ့ရာဂဒေါသမောဟ3ခုထဲအဲ့ဒါလူတွေက7မိငိမ့်ညင်လို့ဘာလို့လို့7 7တိ ရှောက်လို့ကြာငိမ့်ပါမလားအဲ့လိုလုံးရုံနဲ့ခဏလေးလှုပ်ထန်တဲ့ငိမ့်မလား ဖျောင်းတိုင်းထွင်တော့ဆက်တဲ့ဆက်တဲ့တိုင်းရှင်းလူပြန်တော့လဲဆက်တဲ့ခွက်ပန်းတဲ့မြန်တော့လဲဆက်တဲ့ပွင့်ပို့လူမကောင်းလားအဘလို့လဲဆက်တဲ့မီးငိမ့်ကြီးတာတဲ့ဆက်တဲ့မီးဆိုအဲ့ဒါလေးပြောတာပဲနော်စာတိစရာပရဏဒုက္ခပရိဒေဝဒုက္ခဒေါမနတဥပယတဒီရှင်မျိုးမှာ raga trolada moha thì tôi ngủ trẻ này trở sẽ đã đi bù ho, no? khore, so, mi được khỏi đã đi bù lâu nào đi chứ phải con phải đi trẻ này mới số sanh năm mi phi đó mà bỏ nó là sanh năm mi sanh năm mi à bé mà khó ra nó số à đây đã bây giờ ya tôi mà khó ra mi này nè khó ra ở đây đã bây giờ ဒါကပဋိစ္စသမုပ္ပါဒ်မှာဖော်ပြထားတဲ့ဒုက္ခရှစ်မျိုးတန်တရားကိုဆိုးရဲမှာကြုံတွေ့နေရတဲ့ဒီဒုက္ခရှစ်မျိုးအဲ့ဒီဒုက္ခရှစ်မျိုးကလွတ်ဖို့ဒီဘဝမွေးလာတာနဲ့တပြိုင်တည်းအဲ့ဒီဒုက္ခရှစ်မျိုးနဲ့ရင်ဆိုင်တွေ့ရမှာပဲ။